မိုနာနဲ့သူ့ယောက်ျားရဲ့လက်ထောက်ဖြစ်တဲ့ဂျူရာမီဟာဆန်တို့ကသူတို့ရှိမှာပယောဂကုထုံးလာပြီးတော့ခံယူတဲ့နိုင်ငံရေးသမားတယောက်ရဲ့ဦးခေါင်ဖြတ်တောက်ပြစ်လိုက်ကြတယ်။အဲဒီနောက်မှာတော့ကိုလုံးအပေါ်ပိုင်းကိုရေခွန်သွားတယ်။ခန္ဓာကိုယ်ကိုအပိုင်း၁၈ပိုင်းအထိခုတ်ဖြတ်ပြီးတော့အလောင်းဖြောက်ပြက်ဖြစ်ခဲ့ကြတယ်။ဒီမှုကတော့မလေးရှားနိုင်ငံမှာ2001ခုနှစ်တော့ဖြစ်ပွားခဲ့တဲ့အမှုပဲဖြစ်ပါတယ်။ဌာနဆိုင်ရာတွေကဒီအမှုရဲ့တရားခံ၃ဦးကိုဖမ်းဆီးရမိပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ ဒီအမှုတွေကတရားခံအမျိုးသမီးအားဆိုလို့ရှင်အရင်တော့ပော့တခြင်းတွေကိုတည်ဆိုတဲ့အဆိုတော်ဟောင်းတယောက်ဖြစ်နေခဲ့တယ်။အဲအားကြောင့်မလို့ဒီတဲ့င်းအားဆိုလို့ရှင်မီဒီယာတွေမှာအော်အုံကြွကြွနဲ့ဖြစ်ခဲ့ရတယ်။မလေးရှားနိုင်ငံမှာဆိုလို့ရှင်တော့ဒီတဲ့င်းအားဆယ်စုနှစ်တခုထိလူပြောများခဲ့ရတယ်။ ားလုံးပဲမင်္ဂလာပါ။ဆူရဲ့ Mystery Cat Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှဆိုလို့ရှိရင်တော့ Mystery Cat ကနေပြီးတော့မှုကင်းဗီဒီယိုလေးတွေတင်လာတာအပုံ20မြောက်ဖြတ်သွားပါပြီနော်။အခုအချိန်ထိအလွဲချော်လေးတွေကိုထောက်ပြပြီးတော့ဆူရဲ့ဗီဒီယိုလေးတွေကိုအားပေးနားဆင်လာကြတဲ့ဆူရဲ့နားဆင်သူတွေအားလုံးဆူကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နော်။ဆူဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့မလေးရှားအဆိုတော်ဟောင်းတယောက်ဖြစ်တဲ့မိုနာဖန်ဒီရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကတော့ဆူခါတိုင်းပြောပြနေကြမှုကင်းတွေလို့မဟုတ်ဘဲနဲ့မော်ပညာ ာတွေအောက်လန်းအစီရင်နေနဲ့ဆက်ဆက်နေတဲ့မှုကင်းတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီမှုကင်းအကြောင်းအရာလေးကိုစားလိုက်ရအောင်နော်။ Mona Fandi သူမရဲ့နာမည်အရင်ကတော့မလေးလို Nu Masna Binti Isme လို့ခေါ်ပါတယ်။သူမကတော့ဇန်နဝါရီလ1ရက်နေ့1956ခုနှစ်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူမကဆိုလို့ရှိရင်ငယ်ငယ်တုန်းကတည်းကအဆိုအကရအရန်ကိုဝါသနာပါတဲ့သူလည်းဖြစ်တယ်။အဲအကြောင်းမလို့သူမကဆိုလို့ရှိရင် စားတောက်ဆိုင်နေ ွဲတိတိလေးတွေမှာအမြဲတမ်းသီဆိုကောက်ခုံနေတတ်တယ်။အဲ့ဒီလိုနဲ့သူမရဲ့ဒုတိယခင်မွန်ဖြစ်တဲ့မိုဟာမက်နော်အဖတ်တီအဘူဒဲရာမန်ဆိုတဲ့လူနဲ့တွေ့ဆုံပြီးတဲ့နောက်မှာအဲ့ဒီလူကနေပြီးတော့မိုနာကိုအဆိုတော်ဖြစ်လာအောင်ပံ့ပိုးပေးမယ်ဆိုပြီးတော့ပြောခဲ့တယ်။ ဒီလိုနဲ့1989ခုနှစ်မှာဆိုလို့ရှိရင်တော့မိုနာရဲ့ပထမဆုံးပွဲဥဒ်အယ်ဘမ်ဖြစ်တဲ့ဒါယာနာဆိုတဲ့အယ်ဘမ်ကိုထုတ်ဝေခဲ့တယ်။အဲအကြောင်းမလို့ဒီမိုနာဖန်ဒီဆိုရဲ့နာမည်အားဆိုလို့ရှိရင်တော့သူမရဲ့အမှုပညာနာမည်ပဲဖြစ်ပါတယ်။ဒီအယ်ဘမ်ထဲမှာပါတဲ့မလေးလိုခုညံဤကန်ဥတန်မူလို့ခေါ်တဲ့ ငါမင်းအတွက်တချင်းဆိုမယ်ဆိုရဲတချင်းအားဆိုလို့ရှင်အခုလိုမျိုးသူ့ရဲ့အကြောင်းနားထောင်ပြီးသွားတဲ့အခါမှာယူကျူးမှာရှာဖွေမှုတွေများလာပြီးတော့ဒီတချင်းအားဆိုလို့ရှင်တော့အခုချိန်မှာ viewer 1 million ကျော်ထိတောင်ရှိနေခဲ့တယ်။ ဲ့ album ထွက်ခါစားမှာဆိုလို့ရှိရင်တော့ media တွေ TV အစီအစဉ်တွေမှာပါဝင်ခဲ့ရတယ်။ဒါပေမဲ့လို့ Mona Fandi ရဲ့ style ဟာဆိုလို့ရှိရင်အဲ့ဒီခေတ်ကမလေးရှားနိုင်ငံသားတွေရဲ့ကြိုက်နှစ်သက်တဲ့ပုံစံမျိုးမဟုတ်နေခဲ့ဘူး။အဲ့ဒါကြောင့်မလို့သူမရဲ့အောင်မြင်မှုကလည်းကြာကြာမခံလိုက်ပဲနဲ့ဒီပွဲဦးအတွက် album တစ်ခုတည်းထုတ်ပြီးတဲ့နောက်မှာတော့သူမဆိုလို့ရှိရင်အမှုပညာလောကကနေပြီးတော့ပျောက်ကွယ်သွားခဲ့ရတယ်။အဲ့ဒီလိုနဲ့ Mona Fandi တို့လင်မယားနှစ်ယောက်ကလည်းရှေ့ဆက်ပြီးတော့မလုပ်စားကြရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားတယ်။အဲ့ဒီချိန်1990ပြည့်နှစ်တွေမှာတော့ ြီးအရှိတောင်အရှာမှာဆိုလို့ရှင်ပယောကအစီရင်နေလုတ်ပေးတဲ့ဒီနတ်ဆရာတွေခက်စားတဲ့ခက်ကာလာလည်းဖြစ်တယ်အဲအကြောင်းမလို့မိုနာဖန်ဒီတို့လင်မယားနှစ်ယောက်ဆိုလားဆိုလို့ရှင်ဒီပယောဂအတက်တွေပေါ့နော်မှော်ပညာတွေကိုစပြီးတော့လေ့လာခဲ့တယ်အဲ့ဒီကာလတွေတုန်းကဒီပယောဂကုတဲ့အလုပ်ကိုလုပ်ကြတာဆိုလို့ရှင်ဒီအသက်ကြီးကြီးပေါ့နော်အဖိုးကြီးတွေပဲများတယ် အဲအကြောင်းလို့မိုနာဖန်ဒီကလည်းအကြံရပါတယ်။တူတာတာကိုဥဆောင်ပြီးတော့လုပ်ခဲ့မယ်ဆိုလို့ရှင်မြန်မြန်နဲ့နမယ်ကြီးနိုင်တယ်ဆိုပြီးတော့အကြံရသွားတယ်။မိုနာဖန်ဒီကပဲဥဆောင်ပြီးတော့ဒီပြောကားတွေကုပင်းနဲ့နတ်ဆရာမတယောက်ဖြစ်လာခဲ့တယ်။သူပြောချင်တာလေဒီနေရာမှာနတ်ဆရာမလုပ်တယ်ဆိုတာလေရိုးရနတ်ကတော်တွေကိုဘယ်လိုမျိုးစော်ကားပြီးတော့ခေါ်တာမဟုတ်ပါဘူးနော်။ မော်ဆရာမတို့အောက်လန်းဆရာမတို့ဆိုပြီးတော့ခေါ်ရတာလေထောင်းနေလို့အလွယ်ပဲနတ်ဆရာမဆိုပြီးတော့ခေါ်လိုက်တာပါနော်အစိုးရလောက်တော့မအောင်မြင်ခဲ့တဲ့မူနာဖန်ဒီယာဆိုလို့ရှိရင်ဒီလိုမျိုးနတ်ဆရာမလုတ်တဲ့အချိန်မှာဆိုလို့ရှိရင်တော့သူကအယမ်းကိုအစင်ပြေလာတယ်သူပဲတကယ်မှန်လို့လားဒါမှမဟုတ်တိုက်ဆိုင်တာတွေများလာလို့လားတော့မသိဘူးသူ့ရှိကိုလာကြတဲ့သူကဆိုလို့ရှိရင်ပထမတော့တော့စီးပွားရေးတမားတွေတထေးတွေပေါ့နော်ဒီစီးပွားရေးအစင်ပြေရပြေကြောင်းနောက်ပြီးလို့ရှိရင်ဒီ အိမ်တော်ကြီးကိစ္စတွေအဲ့လိုတွေနဲ့လာကြတယ်။နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့နိုင်ငံတော်အဆင့်ရာဦးလေးပါပါလာကြတယ်။သူရှိမှဆိုလို့ရှင်ဒီရွေးကောက်ပွဲနီးတဲ့အချိန်မှာပေါ့နော်ဒီရွေးကောက်ပွဲမဲနိုင်အောင်လို့လာပြီးတော့အစီရင်လုပ်ကြတဲ့သူတွေအထီတော်မှပါလာခဲ့တယ်။အဲအကြောင်းမို့မိုနာဖန်နီယာဆိုလို့ရှင်အရန်အောင်မလေး စီးပွားဖြစ်သွားတယ်ပေါ့နော်အရန်အောင်မြင်ပြီးတော့နာမည်လဲကျော်လာတယ်အရန်လဲစီးပွားရေးဖြစ်တယ်သူဟာဆိုလို့ရှိရင်အဲ့လိုနဲ့ဒီစိန်ခံဘဝကိုနေနိုင်လာတယ် five star hotel တွေမှာ long stay နေတာတို့ကားဆိုလဲ BMW တို့ Mercedes Benz တို့ Jaguar တို့အဲ့လို luxury တစ်စိတ်တွေပဲစီးတယ်နောက်ပြီးတော့မလေးရှားနိုင်ငံတဝမ်းမှာဆိုလို့ရှိရင်စိုင်းအကြီးကြီးတွေဝယ်နိုင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ်မိုနာတို့လင်မယားနှစ်ယောက်မှာဆိုလို့ရှိရင်တော့မိုနာဘက်ကပါတဲ့သမီးတစ်ယောက်ရဲ့သူ့ယောက်ျားမူဟာမတ်ဘက်ကပါတဲ့ตา2ယောက်ရရှိရယ်အဲ့လိုね ဲ1993ခုနှစ်မှာဆိုလို့ရှင်မလေးရှားနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့မာစလန်အိုက်ဒရစ်ဆိုတဲ့သူဟာဆိုလို့ရှင်ဒီမိုနာရိုလင်မယားစီရောက်လာတယ်ဒီလူဟာဆိုလို့ရှင်တော့မလေးရှားဖန်ဟန်ပြည်နယ်ရဲ့လွှတ်တော်အမတ်ဖြစ်ချင်တာကြောင့်မလို့မိုနာရိုစီလာပြီးတော့အကြံဉာဏ်လာယူတာလို့လည်းသိရတယ်ဒါပေမဲ့လည်းမတ်စလန်ဆိုလို့ရှင်သူ့ကိုယ်ပိုင်အရေးချင်းကိုကတော်ပြီးတော့အလားလာရှိတဲ့သူတယောက်အမေရိကန်မှာကျောင်းပြီးလာတဲ့ပညာတတ်တယောက်လည်းဖြစ်တယ်မတ်စလန်ရောက်လာတဲ့အချိန်မှာဆိုလို့ရှင်တော့မိုနာနေပြီးတော့ပေါ့နော် သူဖြစ်ချင်တဲ့ဒီလွှတ်တော်မှရာဘူးဖြစ်အောင်လို့ရပြီးတော့ငွေကြေးဥစ္စာတွေတိုးပွားအောင်လို့ရဆိုပြီးတော့ဒီအောင်မြင်မှုအတွက်အဆောင်ရောင်လက်ဖွဲ့တစ်ခုလိုတယ်ဆိုပြီးတော့ပြောခဲ့တယ်။အဲဒီဆောင်ဟာဆိုလို့ရှင်တော့ဒီမလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပင်းတဝိုက်မှာအရန်ကိုနာမည်ကြီးတဲ့အဆောင်ဖြစ်တဲ့ဒီဆောင်ဟာဆိုလို့ရှင်ပထမအောင်ဆုံးအင်ဒိုနီးရှားသမရဟောင်းရဲ့အဆောင်ဖြစ်တဲ့ကျိုင်းလို့ခေါ်မလားတောင်မွေးလို့ခေါ်မလား ဲ့ဘယင်တွေကင်တဲ့ဟာအဲ့လိုမျိုးဟာရဲ့ပြီးတော့မူဆလင်လူမျိုးတွေစောင်းတဲ့အုတ်ထုပ်ပေါ့နော်အဲ့ဒီအုတ်ထုပ်ရဲ့ကိုရအောင်ယူပြီးတော့အစီရင်တစ်ခုလုပ်ပေးမယ်ဆိုပြီးတော့မိုနာကနေပြီးတော့မက်စလန်ကိုဂတိပေးလိုက်တယ်အဲ့ဒီအစီရင်အတွက်ကိုမလေးရှား ranked 2.5 million ပေးရမယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒီနောက်မှာတော့မက်စလန်ကလည်းချက်ချင်းပဲသဘောတူလိုက်တယ်သူဟာဆိုလို့ရှိရင်အဲ့ဒီကုန်ကြမ်းစရိတ်အတွက် ranked 5သိန်းကို ဆရံအနေနဲ့ပေးထားမယ်ပြီးတော့ကြံွေအတွက်ကိုမြေကွက်ဆယ်ကွက်ပေးပါမယ်ဆိုပြီးတော့မိုနာနဲ့ဂရီကဘိုပြုခဲ့ကြတယ်1993ခုနှစ်ဇူလိုင်လ2ရက်နေ့မှာဆိုလို့ရှင်တော့ဘဟိုပါဟန်းပြည်နယ်ကရဲစခန်းကိုနိုင်ငံရေးသမားတဦးပျောက်ဆုံးနေပါတယ်ဆိုပြီးတော့တိုင်ကြားချက်ရောက်ရှိလာခဲ့တယ်အဲ့လိုဟာဆိုလို့ရှင်တော့စောစောကမိုဟန်နဲ့တွေ့ခဲ့တဲ့ ဒီ Iris Maslan ဆိုတဲ့လူပဲဖြစ်ပါတယ် Maslan ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်ကအသက်49နှစ်ရှိပြီပေါ့နော်သူတက်ရောက်ရမယ်အစည်းအဝေးပွဲများစွာအောင်ပြက်ကွက်တာကြောင့်မလို့သူ့ရဲ့လှုပ်ခေါက်ကိုင်းဘက်တရားနေပြီးတော့ရေစခန်းအောင်အကြောင်းကြားခဲ့ရပဲဖြစ်ပါတယ် အဲ့လိုနဲ့မက်စလန်ပျောက်ဆုံးပြီးတော့ရက်ပေါင်း20အကြာပေါ့နော်ဇူလိုင်လ22ရက်နေ့မှာဆိုလို့ရှိရင်ဒီမိုနာရိုရဲ့လက်ထောက်ပစ်တဲ့ဟာဆန်းကိုမူရစီဝအမှုတစ်ခုနဲ့ဖမ်းမိလိုက်တယ်။အဲ့မှာရည်စရာကောင်းတာဒီဟာဆန်းအောင်ဆိုလို့ရှိရင်ရဲတွေကမူရစီဝအမှုနဲ့ပဲစစ်ဆေးမေးမြန်းနေတာ။ဒါပေမဲ့လည်းဟာဆန်းကအဲ့လို ဆေးမူးနေတဲ့အချိန်နဲ့ပေါ့နော်ဒီမက်စလောက်ကိုတက်ပြီးတော့အလောင်းဖြောက်ခဲ့ပါတယ်ဆိုတဲ့ဟာကိုသူ့ပါဇက်ကနေပြီးတော့ထွက်သွားတယ်ဂျဲရီယာဆိုလို့ရှိရင်အဲ့ဒီအချိန်မှာတအတ်တော်နဲ့အားလုံးဖြစ်သွားကြတယ်ဒီဟာဆန်ကဆိုလို့ရှိရင်အလောင်းပမာရှိရဲဆိုတာကိုလည်းပြောပြခဲ့တယ်မိုနာပိုင်နဲ့အိမ်တလုံးရဲ့စောင်းလက်ဆအိမ်မှာရှိတဲ့တူလောင်ကန်းတစ်ခုရဲ့ကျမ်းပြေအောင်မှာဒီမက်စလန်ရဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုမြှောက်ထားတယ်ဆိုပြီးတော့ရဲတွေကိုပြောပြခဲ့တယ်။အဲ့ဒါပဲနော်မကောင်းမှုဆိုတာစိတ်꽌ရမရှိဘူးဆိုတာဘူးပေါ်သလိုပေါ်တာပဲ။ရဲတွေကလည်းအစရောဆိုလို့ရှိရင်မယုံသေးဘူး။ဟာဒီကောင်မူးမူးနဲ့ဘာကြီးလာပြောနေရလဲပေါ့နော်။ပြီးတော့မိုးနာကလည်းသူကအဲ့လိုမျိုးနိုင်ငံရေးသမားတွေနဲ့တော်တော်များများတီးတော့ချက်ချင်းသွားပြီးတော့မစစ်စေးရဲဘူး။သူတို့ကပေါ့နော်အရင်ဆုံးတတ်သိရအောင်ဆိုပြီးတော့ဒီမတင်ကားစရာတွေများတွေ့မလားဆိုပြီးတော့ရှာကြတယ်။ဒီနိုင်ငံရေးသမားမက်စလန်ဆိုလို့ရှိရင်လည်းသူမပြောက်ခင်အချိန်တော့ပေါ့နော်ဒီကွာလန်လန်ပူမ ာရှိတဲ့ဘန်နေရနေပြီးတော့ ringgit 3သိန်းဝင်ခြင်းပေါ့နော်တပံပြီးတပံလိုက်ထုတ်သွားခဲ့တယ်တဲ့အဲ့ဒီနေ့မှာပဲမိုနာဖန်တီယာဆိုလို့ရှင်လဲမာစီဒီကအသက်ဆက်ဆက်တစီကိုဝယ်ခဲ့တယ်ပြီးတော့သူဟာဆိုလို့ရှင်အဲ့ဒီနေ့မှာပဲရွှေဆိုင်တွေလဲသွားတယ်ပြီးတော့ပရီယိုဘော်ကပစ္စည်းတွေကိုလဲဝယ်ခဲ့တယ် ီးတော့ video recorder တွေရောဖုန်းအသစ်တွေရောတောက်လျှောက်အဲ့လိုမျိုး shopping ပတ်ထွက်နေခဲ့တယ်တဲ့ကွာလန်လန်ပူမှာဇူလိုင်လ15ရက်နေ့မှာဆိုလို့ရှင်တော့မိုနာဖန်နီယာဆိုလို့ရှင်ကွာလန်လန်ပူကဆေးရုံတစ်ခုမှုသွားပြီးတော့ဒီနှစ်ဖူးနဲ့နှစ်ခေါင်းကိုသွားပြီးတော့မျက်နှာခွဲစိတ်ပြုပြင်ခဲ့ပါသေးတယ်။ဂျဲရီကလည်းဒီမိုနာဖန်တီရဲ့နောက်ကြောင်းလိုက်တော့သူ့ရဲ့မတင်ငါစရာလောက်ရက်တွေတော့တွေ့သွားပြီး အဲ့လိုနဲ့ပဲ1993ခုနှစ်ဇူလိုင်လ22ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီဟာဆန်းပြောခဲ့တဲ့အတိုင်းပေါ့နော်ရှီမြားနေမလားဆိုပြီးတော့အဲ့ဒီမိုနာဖန်ဒီရဲ့အင်ဂျီကိုတွားခဲ့တယ်အဲ့ဒီအင်အားဆိုလို့ရှိရင်တော့ဒီဆောက်လက်စာကြီးပေါ့နော်အဲ့ဒီအရင်အနောက်မှာရှိတဲ့ဒီမြေကွက်လက်အလွတ်ထဲမှာစောက်ထားတဲ့ဒီကိုရောင်လို့ပြောရမယ်နေရာမှာဆိုလို့ရှိရင်သူအပွားနေပြီးတော့အင်္ဂရီကိုင်နေထားတယ်အဲ့အင်္ဂရီကိုတူးကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှင်အနက်6ပေကြော်ကြော်လောက်မှာဆိုလို့ရှင်တော့ သူတို့ဖျောက်ထားတဲ့မတ်လန်ရဲ့ဒီကိုခန္ဓာအစိပ်ပိုင်းတွေကိုတွေးရှိခဲ့ကြတယ်အဲ့ဒီအခါမှာရဲတွေကဒီခန္ဓာကိုအစိပ်ပိုင်းတွေကိုပေါ့နော်အပိုင်း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 ခုတ်ဖြတ်ထားတဲ့အပိုင်းတွေကိုရေတွက်လိုက်တဲ့အချိန်မှာဒီ body တစ်ခုလုံးရဖို့18ပိုင်းရှိတယ်။ဒါပေမဲ့လည်းတချို့အစိတ်ပိုင်းတွေကအဲ့နေရာမှာရှိမနေဘူး။ဒီအမှုပြီးသွားတဲ့အချိန်ထိလုံးဝရှာမတွေ့ခဲ့ပါဘူးတဲ့။အဲ့ဒီတူလောင်ကန်ထဲမှာဆိုလို့ရှိရင်ရစ်ပူစော်ဖို့ထားတဲ့ခုံလိုမျိုးပေါ့နော်လူအရက်တရက်လောက်ရှိတယ်။အဲ့လိုခုံမျိုးလည်းရှိတယ်။ပြီးလို့ရှိရင်ဒီပယောဂအစီရင်တွေမှာတုံးတယ်ပေါ့နော်။ပစ္စည်းတွေရဲ့ပြီးလို့ရှိရင်ရုပ်ထုတွေဘာရုပ်ထုတွေလဲမသိဘူး။အဲ့လိုမျိုးတွေလည်းတွေ့ရတယ်။ပြီးတော့ဒီ မဇလန်ရဲ့ဥကောင်းခုတ်ဖြတ်ထားတယ်လို့ယူဆရတဲ့ပတ်စင်ရဲ့ပြုလို့ရှင်သူတို့ clear တဲ့နေရာတွေမှာသုံးတဲ့ဓာရီရဲ့အရာတွေကိုလည်းတွေးရှိရရတယ်။ပျောက်ဆုံးနေတဲ့အစိပ်ပိုင်းတွေကိုတော့မိုနာကဒီအောက်လန်အစီရင်မှာသုံးလိုက်တာလားဒါမှမဟုတ်သူကိုယ်တိုင်ပဲစားလိုက်တာလားဆိုပြီးတော့ဒီကောလာဟာလာတွေကလည်းအဲ့ဒီအချိန်မှာရှိနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့မကြခင်မှာပဲမိုနာတို့လင်မယားနှစ်ယောက်ကိုလည်းဖမ်းဆီးရမိလိုက်တယ်။အဲ့ဒီအချိန်မှာဆိုလို့ရှင်တော့ဒီတေသွားတာကလည်းအရန်ကို ထင်ရှားကျော်ကြားတဲ့နိုင်ငံရေးသမားပြီးတော့ဒီလင်များနှစ်ယောက်ကလည်းဒီလိုမျိုးအစီရင်လုပ်တဲ့နေရာမှာနမဲကြီးနေတဲ့ဟိုပါပေါ့နော်နတ်ဆရာမဇုံလွဲဆိုတော့ဒီတရင်ဟာဆိုလို့ရှိရင်အရန်ကိုအုံအုံကြွတ်ကြွတ်နဲ့ဖြစ်ခဲ့ရတယ်စဉ်းစားကြည့်နော်သူတို့ရှိသွားပြီးတော့လေအစီရင်တွေလုပ်အဆောင်ရောင်တွေလုပ်ပြီးတော့စောင့်ထားတဲ့လူတွေဆိုလို့ရှိရင်ဘလောက်တောင်ကြောက်လိုက်ကြမလဲ တွေးကြည့်ရဲချက်သိမ်းထားစရာဤဘာတွေပေးပြော့ဘာတွေဆောင်ထားကြမှမသိဘူးမိုနာတို့လင်မယားညောင်းကိုဖမ်းဆီးပြီးတဲ့အခါမှာဆိုလို့ရှိရင်ဩဂလ2ရက်နေ့1993မှာဒီတရားရုံးမှာဆင်မေးခဲ့ကြတယ်အဲ့ဒီချိန်မှာတော့သူတို့တွေရာပေါ့နော်ထွက်ဆိုတယ်ဇူလိုင်လ2ရက်နေ့တော့ဒီမက်စလန်ဆိုလို့ရှိရင်တော့ည10နာရီလောက်သူတို့ရှိမှာဒီ ပယောကအစီရင်လှုပ်ဖို့ရောက်ရှိလာခဲ့တယ်။မိုနာကနေပြီးတော့သူပြောခဲ့တဲ့ဒီအောင်မြင်အဆောင်ဖြစ်တဲ့အင်ဒိုနီးရှားပထမဆုံးသမရရဲ့ပေါ့နော်အဆောင်ပေးမယ်ဒါပေမဲ့ပထမဆုံးအစီရင်လှုပ်ကမယ်ဆိုပြီးတော့အစီရင်လှုပ်တဲ့အဲ့အစီရင်ဟာဆိုလို့ရှိရင်ဒီပန်းပေါင်းစုံနဲ့ပေါ့နော်နတ်သားအပေါင်းစုံနဲ့ရေချိုးတာအဲ့လိုနဲ့သူတို့တွေကသူ့ကိုဒီပန်းပေါင်းစုံနဲ့ရေချိုးခိုင်းတယ်ပြီးလို့ရှိရင်အဲ့ပေါ့နော်ဂဒင်ပေါ့ဂဒင်ပေါ်မှာ ပလတ်လှမ်းပြီးတော့လဲခိုင်းတယ်ဂါထာမန်တန်နေရွတ်ပြီးတော့မျက်လုံးမှိတ်ခိုင်းထားတယ်အဲ့အချိန်မှာဆိုလို့ရှင်ဟာဆန်းอ่ะဆိုလို့ရှင်သူတို့ကိုလက်ထောက်အဖြစ်နဲ့ကူညီပေးခဲ့ရတယ်မိုနာကဒီနိုင်ငံရေးသမားကိုအယုံသွင်းပြီးတော့ဂါထာမန်တန်နေရွတ်နေသလိုဟန်ဆောင်နေတဲ့အချိန်မှာသူတို့လက်ထောက်ဖြစ်တဲ့ဟာဆန်းကနေပြီးတော့ဒီပစိန်နဲ့ပေါ့နော် မက်စလန်ရဲ့ဥကောင်ဖြတ်တောက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်တဲ့ဒီလိုမျိုးခုတ်ဖြတ်ယုံနဲ့မပီးသေးဘူးသူတို့တုံရအောင်ဆိုလို့ရှိရင်ဒီမက်စလန်ရဲ့ခန္ဓာကိုယ်ယူအလောင်းဖြောက်ဖို့အတွက်ပေါ့နော်ပစိန်နေနဲ့ခုတ်ပြီးလို့ရှိရင်ဓာရီနဲ့ဖြတ်အရေကုန်နေနှွာပြီးတော့အပိုင်းပိုင်းခုတ်ထစ်ပြီးတော့မှသူတို့အိမ်ထဲမှာရှိတဲ့ဒီတိုလောင်ကန်းကိုမြေကြီးတူးတူးပြီးတော့အဲ့ဒါအဲ့ထဲမှာအကုန်လုံးမြုပ်ပစ်ခဲ့တာအဲ့ဒီအချိန်မှာမိုနာဖန်ဒီကဘာပြောလဲဆိုတော့ သူတို့အဲ့လိုမျိုးလှုပ်ပြစ်ခဲ့တာတော့မှန်နေဒါပေမဲ့သူတို့မှအပြစ်မရှိဘူးတဲ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ကပေါ့နော်ဒီအစီရင်ကိုတေချာလှုပ်ပေးတာ။ဒါပေမဲ့လို့ဒီမက်စလန်ဆိုတဲ့လူကဒီအစီရင်အတွက်လိုအပ်တဲ့အစီရင်မလှုပ်ခင်ပေါ့နော်ရှေ့လေးရက်မှာအထိတ်ထံဝင်ရမယ်။အဲ့အထိတ်ထံကဘာလဲဆိုတော့ ီဝတ်ဆောင်အဖြူပဲဝယ်ရမယ်ပြီးတော့ main ကလေးရင်းနဲ့မနေအောင်ဆိုတော့အဋိထံဝင်ခိုင်းထားတယ်တဲ့အစီရင်လုပ်တဲ့အချိန်မှာပေါ့နော်တကယ်လို့မက်စလန်သာအဋိထံအောင်မြင်အောင်လှုပ်ထားလို့ရှင်စီးကိုမဖောက်ဘူးဆိုလို့ရှင်ဒီပစံရသူ့ရဲ့ခေါင်းပြတ်မှာမဟုတ်ဘူးဆိုပြီးတော့ မိုနာဖန်ဒီကပြောခဲ့တယ်အဲအကြောင်းလို့တေသွားတာဆိုလို့ရှင်မတော်တဆဖြစ်တာသူတို့မှာအပြစ်မရှိဘူးဆိုပြီးတော့တရားရုံးမှာထွက်ဆိုခဲ့ပါတယ်တဲ့ဒီလိုနဲ့မိုနာဖန်ဒီတို့၃ယောက်ကိုအမှုဆက်တာဆိုလို့ရှင်65ရက်တောင်မှကြာမြင့်ခဲ့တယ်အဲ့လိုယုံချင်းနေလာတိုင်းလာတိုင်းလဲဒီမိုနာဖန်ဒီယာဆိုလို့ရှင်အလှတွေပြင်းစင်အဝတ်စားဆိုလို့ရှင်လဲတောက်တောက်ပြောင်ပြောင်အယောင်တောက်တောက်တွေဝတ်ပြီးတော့မသိလို့ရှင်ကွာဒီ တရားရုံးမှာတရားခံလာပြီးတော့အမှုစစ်ခံနေရတာမဟုတ်ပဲသူကအဲ့လိုမျိုးပွဲတွေပေါ့နော် red carpet တွေတက်နေရတယ်လို့မျိုးဒီစာနယ်ဇင်းသမားတွေသတင်းတောက်တွေဒီမှာမီဒီယာတွေရှိမှဆိုလို့ရှိရင်လလုံးဝသူက confident အပြည့်နဲ့ပြုံးပြရေပြအိုက်တင်အမျိုးမျိုးလှုပ်ပြပြီးတော့ attention အရန်ယူတာပြီးတော့လေသူတို့ကိုဒီထောင်မချခင်အချုပ်ခန်းထဲမှာချုပ်မေးထားရတယ်မလားအဲ့အချိန်မှာဆိုလို့ရှိရင်ဒီထောင်တွင်းအောင်ပေါ့နော်ဝန်ထမ်းတွေကိုတွားပြီးတော့တပတ်တပတ်အဲ့ သတင်းစာထဲမှာငါပုံပါလာချားနေဖဲချားနေတဲ့မှာငါပုံပါလဲပြပါအောင် ကြည်ကျင်လို့ဆိုပြီးအဲ့လိုသတင်းစာတွေချားနေတွေတောင်းတောင်းဖတ်တာတဲ့ပြီးလို့ရှင်ဟဲငါရှိမှဖန်နေအများကြီးရနေပြီတော့ဆိုပြီးတော့သူကအဲ့လိုမျိုးပေါ့နော်ဒီဟာကြီးကတရက်ခန့်မဟုတ်ပဲသူ့ရဲ့အောင်မြင်ကြော်ကြားလာတဲ့ အရာတစ်ခုလိုမျိုးခံယူပြီးတော့သူကပျော့ပျော့ရွှင်ရွှင်နဲ့ပဲတောက်လျှောက်နေနေခဲ့တယ်။အားအကြောင်းလို့ပုံမှန်ဆိုလို့ရှိရင်တရက်ခံနေကသူ့ရဲ့မျက်နှာအောင်မဖော်ပြချင်ဘူးလို့ပဲဖြစ်ဖြစ်ရှက်တယ်ကွာခေါင်းငုပ်ပြီးတော့လာကြတယ်။မိုနာဖန်ဒီကတော့မဟုတ်ဘူးသူတို့လင်မယားနှစ်ယောက်စလုံးပေါ့နော်အဲ့လိုမျိုးပြုံးရယ်ပြီးတော့မသိလို့ရှိရင်ဟန်နီမွန်ထွက်နေတယ်လို့လို့အဲ့လိုမျိုးတွေလောက်တာ တရားရုံးကိုတခါလာပြီးတော့အမှုရင်ဆိုင်လိုက်သတင်းစာတွေ channel တွေမှာပါလိုက်ပြီးလို့ရှိရင် तू ကအဲတောင်းဖက်လိုက်နောက်တနေ့ကျလို့ရှိရင်ပြန်လာလို့ရှိရင်ကျမကိုတပုံလေးလှလှလေးရိုက်ပြီးသတင်းလေးကောင်းကောင်းလေးရေးပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုမျိုးတွေပါပြောတာတဲ့ပြီးတော့သူ့ကိုပေါ့နော်တရားရုံးထဲမှာစစ်မေးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီတက်တွေအများကြီးလာထွက်ဆိုတယ်သူအရင်ကသွားခဲ့တယ်ပေါ့နော်ဒီစေးယုံဝါတို့ပရိဘောကဆိုင်နေရတို့ ဒီကားဝယ်တာတို့ငွေတွေသုံးခဲ့တဲ့ဟာတက်တည်တွေကလာထွက်ဆိုတဲ့အဲ့လိုအချိန်မှာဆိုလို့ရှင်တော့သူကအဲ့လိုဒေါသတွေဖြစ်ပြီးတော့ဗဇက်ကနေတခုခုရွတ်နေတဲ့ပုံစံမျိုးရွတ်ပြီးတော့အဲ့အချိန်မှာဆိုရင်ဒီတရားရုံးမှာကြောက်စရာအတန်ပေါ့နော်ထူးထူးဆန်းဆန်းအတန်တွေကိုလည်းကြားခဲ့ရတယ်ဆိုပြီးတော့ကောလာဟာလာတွေကထွက်ခဲ့တယ်လို့သိရတယ်တကယ်ဟုတ်လားမဟုတ်လားဆိုတော့မသိဘူးပေါ့နော်မလေးရှားနိုင်ငံမှာဆိုလို့ရှင်တော့အဲ့လိုကောလာဟာလာတွေထွက်ခဲ့ပါတယ်တဲ့အဲ့ဒီခေတ်တုန်းကမလေးရှားနိုင်ငံမှာဆိုလို့ရှင် ဒီအမေရိကတို့ဘာလို့မလို့ပဲစီရင်ချက်ချတဲ့အခါမှာဆိုလို့ရှိရင်ဂျူရီလူကြီးတွေနဲ့လည်းဆုံးဖြတ်တယ်ဒီမိုနာဖန်နီတို့တုံယောက်ရဲ့အမှုဆိုလို့ရှိရင်ဂျူရီလူကြီးတွေကဘယ်လိုမျိုးစီရင်ချက်ချလိုက်လဲဆိုတော့ ဒီအမှုအားဆိုလို့ရှိရင်မိုနာဖန်ဒီတို့နဲ့ဓာတ်ရိုက်သက်ဆိုင်နေတာမဟုတ်ပါဘူးပေါ့နော်အဲအကြောင်းမလို့မိုနာဖန်ဒီတို့ကဒီအမှုအတွက်အပြစ်မရှိပါဘူးဆိုပြီးတော့ထူးထူးဆန်းဆန်းကြီးစီရင်ချက်ချတယ်တဲ့ဒါပေမဲ့လည်းတရားသူကြီးကနေပြီးတော့အဲ့ဒီစီရင်ချက်ကိုပယ်ဖျက်လိုက်တယ်ထပ်ပြီးတော့အမှုစစ်စရဲအဲ့ဒီနောက်မှာတော့သူတို့ရဲ့လက်ထောက်ဟာဆန်းနေပြီးတော့ဒီပေါ့နော်မတ်စလန်ရဲ့ဥကောင်းကိုဖျက်တောက်ဖို့အတွက် မပြတ်လို့ပေါ့နော်၃ချိန်တောင်မှခုတ်ခဲ့ရတယ်ပြီးလို့ရှင်သူတို့လင်မယားနှစ်ယောက်ကြတော့မက်စလန်ရှီယာပတ်စံနေအများကြီးရသွားတယ်ကျွန်တော်ကကြတော့ရင်ကစ်180ပဲပေးတယ်ဆိုပြီးတော့သူကစိတ်ပေါပေါနဲ့ထပ်ပြီးတော့တရားခွင်မှာထွက်ဆိုရဲအဲ့နောက်မှာဆိုလို့ရှင်တော့စုံတောက်တရားပေါ့နော်တောက်လျှောက်အမှုတွေလိုက်ဖော်တာ 1980တုန်းကဆိုလို့ရှိရင်အမျိုးသမီး9ဦးပျောက်ဆုံးသွားခဲ့တယ်။အဲ့ဒီအမျိုးသမီးတွေဟာဆိုလို့ရှိရင်အရင်တုန်းကမိုနာဖန်ရဲ့အိမ်မှာအိမ်ကူသွားလုပ်ခဲ့ဘူးလေဆိုပြီးတော့လေဒီတရင်တွေကပေါ်ပေါက်လာခဲ့တယ်။ပြီးတော့1993ခုနှစ်ပေါ့နော်ဒီအမှုဆက်စင်းနေစဉ်အတွင်းမှာပဲအော်ဂုတ်လာမှာဆိုလို့ရှိရင်ခမန်မန်ခရိုင်မှာဆိုလို့ရှိရင်နဲ့ဒီမိသားစု၃ယောက်ပေါ့နော်အဖေရဲ့အမေရဲ့ခလေးလေးရာဆိုလို့ရှိရင်၅လသားလေးပဲရှိတယ် အဲ့မိသားစု၃ယောက်ကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့နေရာနှစ်ခုမှာသွားပြီးတော့အလောင်းဖြောက်ထားတာအဲ့အလောင်းနေရာဆိုလို့ရှိရင်ဒီဩဂုတ်လထဲမှာပေါ်လာခဲ့တယ်ပေါ့နော်ပြီးတော့ဒီမိသားစုပေါ့နော်အဖေနဲ့အမေအားဆိုလို့ရှိရင်မိုနာဖန်တီကိုယုံကြည်တဲ့ဒီသူတို့ရဲ့နောက်လိုက်တွေလို့လည်းသိရတယ်အဲ့အကြောင်းလို့ပေါ့နော်အာနာဖိုင်နေရာဆိုလို့ရှိရင်မိုနာဖန်တီကဒီလိုမျိုးအောက်လန်းအစီရင်တွေလုပ်ဖို့အတွက်ဒီကလေးလေးကိုစတေးပြီးတော့မိဘနှစ်ယောက်စလုံးကိုလည်းတတ်လိုက်တာလားဒါပေမဲ့တစ်ခုထွက်ပေါ်လာတာက တည်ဆုံးသွားတဲ့အမျိုးသားရဲ့ညီမဖြစ်သူကနေပြီးတော့ပြောပြခဲ့တယ်သူတို့လက်များတွေမပြောက်ခင်တော့အားတဲ့အမျိုးသမီးဖြစ်သူကနေပြီးတော့ဒီညီမဖြစ်သူရှိမှလာပြီးတော့ပေါ့နော်ပတ်စံနေအများကြီးလာချီရဲတဲ့အဲအားကြောင့်လို့တချို့ကလည်းထင်ကြပါပေါ့နော်ခက်လေးကိုပြန်ပေးဆွဲပြီးတော့ပတ်စံနေအများကြီးတောင်းလို့ဒီမိဘတွေကဒီပတ်စံနေနဲ့ရွေးတဲ့အချိန်မှာပတ်စံနေကိုလည်းယူရဲပြီးတော့မိသားစု၃ယောက်ကိုလည်းတပ်လိုက်ပြီးတော့အလောင်းဖြောက်ပြတ်တာလည်းဖြစ်နိုင်နေဆိုပြီးတော့ အကောင်လုံးကထင်ကြတယ်ဒါပေမဲ့အခုတရားရုံးမှာဆိုလို့ရှင်တော့ဒီအမှုတွေအတွက်မပါပဲနဲ့ဒီနိုင်ငံရေးသမားမက်စလန်ဆိုတဲ့သူအတွက်ပဲတရားရင်ဆိုင်နေရတာဖြစ်ပါတယ်တရားသူကြီးရာဆိုလို့ရှင်ဒီဂျူရီလူကြီးတွေဆုံးဖြတ်ချက်ကိုမယူဘဲနဲ့မက်စလန်ကိုတတ်ပြီးတော့အလောင်းဖြောက်ဖြတ်မှုအတွက်မိုနာဖန်နီတို့၃ယောက်စလုံးကိုတိမ်မိတ်ချမှတ်ခဲ့တယ်1999မှာတော့ဒီမိုနာဖန်နီတို့ကပေါ့နော်အယူခံပြန်ဝင်နေဒါပေမဲ့လည်းတရားရုံးကနေပြီးတော့အယူခံပယ်ဖြတ်ပြီးတော့နိုဝင်ဘာလ2ရက်နေ့မှာ ိုးဆွဲချပြီးတော့အစီရင်ပါမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်။ဒီလိုမျိုးဆုံးဖြတ်လိုက်ပြီးတော့ထောင်ထဲမှာနေရတဲ့ကာလအတွင်းပေါ့နော်။1999ကနေပြီးတော့2001မှာသူတို့အစီရင်မှာဆိုတော့ဒီနှစ်နှစ်တာကာလအတွင်းမှာတဲ့မိုနာဆိုလို့ရှိရင်ဒီထောင်ထဲမှာပေါ့နော် သူတို့ကဟိုအစ္စလမ်ဘာသာဝင်ဆိုတော့ကိုအန်ကျန်းဖတ်တယ်ပြီးတော့တနေ့ကိုဖျား၅ချိန်တောင်မှရှစ်ခိုးတယ်ဆိုပြီးတော့ထောင်ဝင်နန်းနေရပြောတယ်ပြီးတော့လည်းသူကထောင်ထဲမှာအေးအေးဆေးဆေးပဲပေါ့နော် နေထိုင်နေတဲ့ပြုံးပြုံးရွှင်ရွှင်နဲ့ပေါ့ပေါ့ပါပါပဲနေထိုင်ခဲ့တယ်လို့သိရတယ်မိုနာဖန်ဒီယာဆိုလို့ရှင်သူ့ကိုမစီရင်ခင်ပေါ့နော် နောက်ဆုံးညစာအဖြစ် KFC ကြကြော်စားခဲ့ပါတယ်တဲ့မလေးရှားဆိုတော့ KFC စားတာပေါ့နော် 2001ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှာဆိုလို့ရှင်တော့မိုနာဖန်ဒီရဲ့သူ့ယောက်ျားမိုဟာမက်ရဲ့သူတို့ရဲ့လက်ထောက်ပြစ်သူဟာဆန်းရဲဆိုလို့ရှိရင်ဒီကန့်ချင်းဆိုတဲ့အကျဉ်းတောင်မှာကျိုးဆွဲချပြီးတော့အဆုံးစီရင်ခဲ့ပါတယ်။တရားရုံးကသူတို့ကိုကြိုးမိန်ပေးမယ်ဆိုပြီးတော့စီရင်ချက်ချလိုက်တဲ့အချိန်မှာလဲမိုနာဖန်ဒီကပါပြောလဲဆိုတော့ ဒီဆုံးဖြတ်ချက်ကိုငါလက်ခံပါတယ်မလေးရှားနိုင်ငံသားတွေကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောသွားတယ်သူ့ကိုကြိုးဆွဲချမယ်နေပေါ့เนาะဒီကြိုးစင်ပေါ်တက်တဲ့အချိန်မှာလဲဒီမလေးလိုအကူတကံမာတီတဲ့ငါဘယ်တော့မှမသိဘူးဆိုပြီးတော့အဲ့လိုပြောပြီးတော့ပြုံးပြုံးလေးနဲ့ပဲတက်တောင်းတတာနဲ့ပေါ့เนาะဒီစီရင်မှုကိုနာခံသွားခဲ့ပါတယ်တဲ့2003ခုနှစ်မှာဆိုလို့ရှိရင်တော့မိုနာဖန်ဒီရဲ့အကြောင်းရိုက်ကူထားတဲ့ဇလန်တို့တွေလည်းထွက်ရှိခဲ့တယ်2006ခုနှစ်မှာဆိုလို့ရှိရင်တော့ဒူကန်ဆိုတဲ့ ဒီရုပ်ရှင်စကားပေါ့เนาะရိုက်ကူတယ်ဒါပေမဲ့လို့အဲ့ဒီချိန်မှာဆိုလို့ရှင်တော့သူကယုံတင်ပြီးတော့ပြသခွင့်လည်းမရဘူးပိတ်ပင်ခံလိုက်ရတယ်ပေါ့เนาะဘယ်ချိန်မှယုံတင်ခွင့်ရခဲ့လဲဆိုတော့2018 February လမှာဒီ Facebook မှာပထမဆုံး leak ဖြစ်တယ်2018 April လရမှာမလေးရှားနိုင်ငံကရုပ်ရှင်ယုံတင်မှာတရဝင်းယုံတင်ပြသခွင့်ရခဲ့တယ်ဇက်ကနာမည်က DUKUN မလေးလို့မှော်ဆရာလို့အတိတ်ပဲရတယ်အဲ့ဒီနာမည်နဲ့ဖြစ်ပါတယ်ဒီအမှုလေကတော့ဒီလောက်ပါပဲဒီအမှုထဲမှာဆိုလို့ရှင်ဒီအဖြစ်ဆိုးကြီးနဲ့ကြုံသွားတဲ့လူတွေအကုန်လုံးပေါ့နော်မိုနာဖန်ဒီရောလွတ်တော်အမတ်ဖြစ်ခြင်းနဲ့မတ်လန်ရောပေါ့နော်သူတို့ကဆိုလို့ရှင်ငွေကြေးကြော်ကြားမှုနဲ့အာနာနောက်လိုက်ပြီးတော့ဒီလိုမျိုးမကောင်းတဲ့အဆုံးသက်ကြီးနဲ့ကြုံသွားရတယ်လို့ဆိုရတော့ထင်ပါတယ်မလေးလူမျိုးတွေအားဆိုလို့ရှင်နဲ့ ဒီထိမ့်လို့မရတဲ့ကလေးပေါ့နော်ဆိုးတဲ့ကလေးတွေကိုမိုနာလာလိမ့်မယ်ဆိုပြီးတော့ခြောက်ကြတာမျိုးတွေလည်းရှိပါတယ်တဲ့ဒီเจ้าတော့မလေးမနေတဲ့သူတွေဆိုလို့ရှင်ပို့ပြီးတော့ဆောင်းအောင်တိလိမ့်မယ်လို့ထင်ပါတယ်ဆိုအခုပြောပြသွားရတဲ့ဒီအเจ้าရရင်လည်းပတ်သက်ပြီးတော့ထပ်ပြီးတော့ဖြည့်ဆုတ်ချင်တာလေးရှိလို့ရှင်လည်းအောက်ကကောမန့်မှာရေးသားခဲ့ပေးပါအောင်နော်ဒီနေ့ရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ like and subscribe လေးလည်းလုပ်သွားပေးကြဖို့မမေ့ပါနဲ့နော်အားလုံးပဲစိတ်ကြမ်းမာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ သူနဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်